အခုတင်ဆက်ပေးမယ့်သတင်းကတော့ငလင်ကြားပြသခဲ့တဲ့အစအုံနဲ့ဆက်နွယ်သူ၁၉ဦးကိုဖမ်းဝရထုတ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မင်းကလေးငလင်ကြီးကြောင့်ပြိုကျသွားခဲ့တဲ့အထက်30အမြင့်ရှိတဲ့စာအုပ်ကိုတိစောက်ခဲ့ရမှာပါဝင်ခဲ့သူဆက်နွယ်သူ18ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဝရမ်းထုတ်ပြန်ခဲ့လို့သိရပါတယ်။ဗကားမြို့မှာရှိတဲ့အဆိုပါစာအုပ်ပြကြမှုကြောင့်89ဦးအသက်ဆုံးရှုံးခဲ့ရပြီး9ဦးကိုတော့လက်ရှိအချိန်ဒီမှာရှာဖွေတွေ့ရှိခြင်းမရှိဘူးလို့သိရပါတယ်။ အစာအုပ်ကိုထိုင်းဘတ်နှစ်ပီလီယံကုန်ကြခံတိစောက်ခဲတာဖြစ်ပြီးတိစောက်ခဲစဉ်ကသက်မှတ်ဆန်ရှင်ဆန်ညွန်တွေနဲ့ကိုင်းကြီးရမတိစောက်ခဲတာကြောင့်အခုလို့ပြတ်ကျခဲ့တာဖြစ်တယ်လို့စစ်ဆေးမှုတွေပြုလုပ်ရမှာတွေ့ရှိခဲ့တာကြောင့်သက်ဆိုင်တဲ့သူတွေကိုဖမ်းဝမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ဖမ်းဝမ်းထုတ်ခံရသူ18ဦးထဲမှာအစိုးရအစာအုပ်ကိုတရားရုံးဆက်ခဲ့သူတိစောက်ခဲသူတွေနဲ့အရေးသူစစ်ဆေးခဲ့ဖြစ်သူတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်ကြဲအောင်ပေးပို့လာပါဗျ။